လိန်ဆက်ဆန်တဲ့အခါမင်းနဲ့ပိုင်းလောက်နဲ့ပြီးသွားတာရှိသလိုနိုင်ီပိုင်းလောက်ကြတဲ့သူလည်းရှိမှာပါဒီမှာမေးလာကြတာကလိန်ဆက်ဆန်တာဘလောက်ကြတင်လဲဆိုတာပါလိန်ဆက်ဆန်တာကြလို့ညင်ဒါမှမဟုတ်မျက်လုံးနာကဘလို့တက်ရောက်မှုရှိပါသလဲကြကြဆက်ဆန်ခြင်းတဲ့သူလည်းထွားဘလို့လောက်ရမလဲဆိုတာကိုနားထောင်ကြည့်လိုက်ရအောင်နော် channel ကိုလည်း subscribe နှိပ်ထားပါအောင်နော်အားပါလိန်ဆက်ဆန်ခြင်းဘလောက်ကြတင်လဲ လိမ့်ဆက်ဆန်ချင်းဆိုတာကမိမကိုဒါမှမဟုတ်စောက်ဦးတဲကိုစောက်ပြီးထိုးသွင်းဆက်ဆန်ချင်းကနေပြီးမြောက်ချင်းရဲ့အထိပ်ဖြစ်ပါတယ်။ရှေ့ပိုင်းမှာကိုလက်နီးနောတာနေမပါပါဘူး။မိမကိုနေဆက်ဆန္ဒကတော့အကြမ်းမင်းအဖြစ်3မိနစ်ကနေ9မိနစ်အထိကြာတာကိုတွေ့ရပါတယ်3မိနစ်နဲ့9မိနစ်ကြာလုံလောက်ပါတယ်9မိနစ်နဲ့13မိနစ်ကြာလက်ခံနိုင်ပါတယ်10မိနစ်ကနေမိနစ်30အချိန်ကြာလုံးပါတယ်မျက်နာကောင်းသလားနေတာကောင်းသလား ငံငံပြီးလို့မကောင်းဘူးဖြည်းဖြည်းပြီးမှကောင်းတယ်ဆိုတဲ့သတ်မှတ်ချက်မရှိပါဘူးခုဖော်တဲ့အချိန်တွေကလည်းပညာရှင်တွေရဲ့မှတ်ချက်နဲ့ဇုံတွဲတွေရဲ့အတွေ့အကြုံပေါ်မူတည်ပြီးထွက်လာတာဖြစ်ပါတယ်တကယ်လက်တွေ့မှာတော့အတူနီမဲ့ဇုံတွဲတွေရဲ့သဘောထားကသာအရေးကြီးဆုံးပါမင်းနဲ့ပိုင်းလောက်ပဲကြာပြီမဲ့နှစ်ဦးနှစ်ဖက်မှာလိန်စိတ်ကြီးနှမှုအပြေဝါရတယ်ဆိုရင် ပြဿနာမရှိပါဘူးအကြိုက်နေပြီမဲ့စိတ်မပါဘူးနာကျင်နေရမယ်ဆိုရင်လည်းမဟုတ်သေးပါဘူး ဒါကြောင့်လိန်ဆက်ဆန်နဲ့ကြာချင်းသက်ဆိုင်ရင်အတူနေတဲ့ခါနှဝသားအဆင်ပြေမှုရှိမရှိဆိုတာကပိုအရေးကြီးပါလေ။တကယ်အဆင်ပြေမပြေဆိုတာကိုလည်းအချင်းချင်းပွင့်ပွင့်လင်းလင်းဖွင့်ပြောဖို့လိုပါလေ။တုံ့လွတ်ချင်လာပြီဆိုတာနဲ့လိန်တန်ကိုညှစ်လိုက်တာဖြစ်ပါလေ။ဒီလိုလှုပ်လိုက်တာကလိန်တန်ထုံမှတ်တာကိုအနှဲငယ်ကျသွားစေပြီးပြီးကျင်စေလော့သွားပါလေ။ဒီနီးလန်းကတုံ့လွတ်မမြင်အောင်ချုပ်ထင်းစေနိုင်ပါလေ။ကျေးဇူးတင်ပါတယ်အဘွား။